ဲ့လိုဒီဗီဒီယိုကကျွန်တော်တကယ်ကို access မရှိဘဲနဲ့ကျွန်တော်ဒီညအဲ့လိုမပြောတာနဲ့ကျွန်တော်မိရလဲလာရထားပြီးရိုက်လေတာပေါ့နော်ဘာလဲဆိုတော့ကျွန်တော်ငယ်ဘဝတည်းကကျွန်တော် trauma လာအဲ့လိုစိတ်တန်ရရခဲ့တဲ့ပြဿနာပေါ့နော်ဘာလဲဆိုတော့အဲ့ဒီ body shaming ကိစ္စတကယ်ကို body shaming ကိစ္စလူတိုင်းကတော့ပြည့်စုံမနေဘူးလေဒါပေမဲ့လူငယ်ဘဝမှာအဲ့ဒီနားမလဲဘူးဗျလူငယ်ဘဝမှာကျွန်တော်လှကျင်တာတည်တယ်အဲ့လိုအပြောခံမှာကြောက်တယ် ဘာလို့လဲဆိုတော့အသားမဲတဲ့လူကသူ့ကိုမဲတယ်လို့ကလားလို့သွားခေါ်ရင်မကြိုက်ဘူးဗျာဘလောက်ပဲတကယ်ချင်းဖြစ်ဖြစ်ရင်းနှီးတယ်ပဲပြောပြောဒါပေမဲ့အဲ့ဒါကတကယ်တကယ်ပြောရင်ဒါ body shaming လောက်တာပဲကျွန်တော်လည်းငယ်တော့ body shaming လောက်တာတအားခံရတယ်ပေါ့နော်အာကျွန်တော်ညင်တည်ပါလိမ့်မယ်ကျွန်တော်ဒီမှာကြည့်အဲ့လိုလားကျွန်တော်ကကအရင်ပိန်နေပြီးတော့ဒီနှာခေါင်းကကြည်နေတာပေါ့နော်နှာခေါင်းကြည်နေတဲ့မှာပါတယ်ပွားကြီးပေါ့ဗျာလို့ပွားကြီးအဲအဲ့လို မဲ့လူတိုင်းတော့ကျွန်တော်မခေါ်ရပါဘူးကျွန်တော်ကလည်းငကိုရဲ့ကျွန်တော်ကကိုယ့်ကိုနေတဲ့လူဆိုတော့တော်တော်များများတော့မခေါ်ရဘူး။အရန်ခင်တဲ့လူတွေကျွန်တော်ချစ်တဲ့လူတွေကျွန်တော်ဘော်ရီကလည်းကျွန်တော်အဲ့လိုတစ်ခါမှမခေါ်ရဘူး။တစ်ခါမှလည်းဘော်ရီချင်းမလို့ရအောင်တကယ်တကယ်ကောင်းနေကအပေါ်ရန်ကောင်းနေပေါ့နော်။အပေါ်ရန်ကောင်းနေကအရန်ဘော်ရီချင်းမလို့တဲ့အဘာလို့ဆိုကိုကိုနင်းပြီးတော့သူတို့ကသွားတယ်ပေါ့နော်။ကျွန်တော်ဘော်မှလည်းဂျုံမှုတယ်။ဘာလဲဆိုတော့ကျွန်တော်တကယ်ချင်းကြောက်ပါဘော်ရတယောက်ပါ။ ဒါပေမဲ့ဒီကောင်းကသူ့လှဖို့အတွက်လားသူ့အဆင်ပြေဖို့အတွက်လားကျွန်တော်တို့ကျွန်တော်တို့ body shame လောက်တယ်ဟာပွားကြီးလားပွားကြီးလားဆိုတော့ yeah ကျွန်တော်နှာခေါင်းပေါ်တာကျွန်တော်လက်ခံနေဒါပေမဲ့အဲ့အချိန်မှာရင်ဆက်ဆက်တိမခံပြားသိတယ်မလားအရန်ခံစားရတဲ့အချိန်တက်လေကြလေတဲ့အချိန်စိတ်တက်တည်းအဲ့ဒီအစီမပြေတဲ့အချိန်မှာအဲ့လိုပြောတာမကြိုက်ဘူးဗျာအခုတည်းလေသူ့ကိုကျွန်တော်တို့ကျွန်တော်မခေါ်ဖြစ်တော့ဘောနော်အရင်စိတ်သွားတယ်ဆိုတော့ အဲ့ဒီ body shaming ကိစ္စတွေမလုပ်ကြပါနဲ့အဲပြီးရင်အသားမဲတဲ့ကောင်မဲတယ်လို့ငမဲလို့ချစ်တီးလို့အဲ့လိုခေါ်ကြတယ်ရှိတယ်ကြောက်ဝါရီထဲမှာလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှသူတို့တွေ body shaming မလုပ်ဘူးသူတို့နာမည်ပဲကျွန်တော်ခေါ်တယ်တခါမှသူတို့နာမည်ခေါ်အောင်မအဲ့လို body shaming လုပ်ပြီးခေါ်မှကျွန်တော်ရှက်လို့ပေါ့နော်ကျွန်တော်ကိုကျွန်တော်ရှက်တာပါတယ်ကျွန်တော်ရဲ့ခံစားချက်ပေါ့နော်အဲ့တော့ body shaming ကိစ္စနဲ့ပတ်သက်ပြီးတော့ တက်နိုင်ရင်မလုပ်ကြပါနဲ့အဲ့ဒါကအရင် trauma များတယ်ရတကလူငယ်ဆိုရင်လူငယ်ဖြစ်တယ်ဆိုရင်ကိုဘော်ရတယ်ကိုတန်ငယ်ချင်းတွေကိုအဲ့ဒီ body shame မလုပ်ပါနဲ့သူတို့စိတ်မှာခံစားသွားရတယ်သူစိတ်မှာနာကျင်သွားရတယ်ကိုတငယ်ချင်းကိုချစ်တယ်ဆိုရင်အဲ့ကိစ္စတွေမလုပ်ပါနဲ့တငယ်ချင်းရှင်းရှင်းမှာအဲ့မရှိဘူးဗျာကျတို့တငယ်ချင်းရှင်းမှာရုပ်ရည်ဆိုတာမရှိဘူးရုပ်ချောတာတွေလှတာတွေဘာတွေဖြူတာတွေမဲတာတွေဘာမှမရှိဘူးတငယ်ချင်းချင်းချင်းပေါင်းတယ်ဗျာ ကောင်ဆင်းရဲတာချမ်းသာရတယ်မရှိတကယ်ဘာမှမရှိတကယ်တကယ်ချင်းအစ်စ်ဆိုတာကတကယ်ဘာမှမရှိတကယ်ကိုအဖြူတယ်ပေါင်းတာသူချမ်းသာလို့ပေါင်းတာလည်းမဟုတ်ဘူးသူချောလို့ပေါင်းတာလည်းမဟုတ်ဘူးဘာမှမရှိတကယ်တကယ်ချင်းအစ်စ်မှန်ကတကယ်အတိုင်းအရှိအတိုင်းကိုပေါင်းတာဒါလိုပဲပေါင်းကြတာပေါ့နော်ဆိုတာကျွန်တော်ပြောချင်တယ်ဒီနေ့ဗီဒီယိုအဓိကပိုင်းက brother ကငယ်နေတယ်ငယ်ငယ်လေးရှိသေးတယ်ဆိုရင်တော့ body shaming ကိစ္စတွေအရလိုမျိုး စကားတွေမလွန်ပါစေနဲ့ဥပမာတကယ်ချင်းရှင်းရှင်းပြောဘယ်လိုခေါ်လဲကိုတကယ်ချင်းတယောက်ကအရင်အသားမဲ့တယ်ဟာချစ်တီးလို့ကလာလို့တော်ရမလုပ်ပါနဲ့ဟာဆိုသူ့စိတ်မှာအရင်နာသွားတယ်ပေါ့ဒဏ်ဖြစ်သွားတယ်ဒါကျွန်တော်ကြုံမှုလို့ပြောရအောင်နော်အရင်ဝရနေဆိုရင်ဖတ်တီးလို့အာဝတ်တုပ်လို့မလုပ်ပါနဲ့သူကသူတိတယ်ဗျာပုဂ္ဂိုလ်လည်းသူတို့တိပါတယ်ကျွန်တော်ကတော့ body shaming ကိစ္စကိုကန့်ကွက်ပါတယ်ဘယ်သူမှလည်း perfect ဖြစ်နေတာမဟုတ်ပါဘူး။ဘသူမှလည်းလုံးဝကြီးအစဉ်ပြေချောမွေလှပနေရလဲမဟုတ်ပါဘူး။တရားနဲ့တရားအာနေချက်တည်းအကုံရှိတယ်။အာနေချက်မရှိတဲ့လူအပြည့်စုံတဲ့လူ perfect ဖြစ်တဲ့လူဆိုတာကဘာမှမရှိပါဘူး။နော်။အပြည့်ရှာခြင်းရှာလို့ရတယ်။ဆိုတော့ဒီ boy ချိန်မင်းကိစ္စကိုမလုပ်ကြပါနဲ့။ကိုယ်တငယ်ချင်းတွေကိုစိတ်တရားမပေးကြပါနဲ့။အားလေးကြွချင်ပါတယ်။ကြည့်စီပါ။ bye bye ။